ီးပွားရေးကအိမ်ထောင်ရေးပေါ့ဗောနော်တအားစိတ်ဒုက္ခနဲ့ကြုံရတဲ့အခါမှာကျွန်မကအားကိုးရမရှိဘူးကောင်းမှုကုသိုလ်လုပ်တာမျိုးတွေကိုအာဇောက်ချပြီးလုပ်တယ်ဗောနော် လုပ်တဲ့အခါမှာလည်းအဆင်မပြေလာဘူးကျွန်မတအားဒုက္ခရောက်တဲ့စိတ်ညစ်တယ်ဗောနော်ကျွန်မအဲ့လိုပြောပြတယ်သူကကျွန်မကဘာပြောလဲဆိုတော့ဖျားသခင်ရှိတယ်ကျွန်မတို့ကဲတင်နဲ့ဖျားသခင်ရှိတယ်ဘလို့ပဲဖြစ်ဖြစ်လုပ်ကြည့်ပါဆိုလို့သူကကျွန်မကိုအဲ့လိုမျိုးတိုက်တွန်းတယ်တကယ်လို့ဖျားသခင်အသက်ရှင်နေဆိုရင်တော့ဒီဒုက္ခတွေကနေကဲတင်ပေးပါဗောနော် ကျမရဲ့ညီမကဒီထိုင်းနိုင်ငံမှာလာပြီးတော့ အာလုံလုံတဲ့ချိန်မှာသူကကျမတော့ဘမပြီမှာပဲကြံခဲ့တယ်။အဲ့ဒီချိန်ခါမှာကျမညီမပြောင်းလဲတဲ့တဲ့ရင်ကိုကြားတယ်ပေါ့။ခရီးရန်ဖြစ်သွားပြီပေါ့နော်။ကျမတို့အဲ့လိုကြားတော့ကျမတအားစိတ်စိတ်ထဲမှာစိတ်ဆိုးတယ်။ဒီအနောက်နိုင်ငံကဒီဖရာပေါ့နော်။သူတို့ရဲ့ဖရာကိုဒီမှာလာပြီးတော့ဒီလူတွေကခက်ဆန့်ရှင်တဲ့ခါကျတော့ဒီလိုမျိုးပိုးကွယ်တယ်ပေါ့။စိတ်ဆိုးပြီးတော့ခရီးရန်တွေကအများအပြားဘဘာသာဆွဲတက်တယ်အဲ့လိုမျိုးလို့ကျမကမြင်ခဲ့တယ်ပေါ့။ဒါကြောင့်ကျမညီမကလည်းဟိုစိတ်ပြောင်းလဲပြီးတော့အဲ့လိုမျိုးပေါ့နော်။သူများရဲ့ဟိုစကားချေချိုးလေးပြောတဲ့ဟာကိုအဲ့ဒါလက်ဆောင်တွေပါပြီးတယ်ထင်တယ်ပေါ့။အခက် ခဲတွေကူညီတယ်အဲ့လိုမျိုးလှုပ်ခဲတာကိုပဲသူကပါသွားတယ်ပေါ့နော်ကျွန်မကလုံးဝသဘောမကျဘူးသူကျွန်တော်တို့ကိုးကွယ်တဲ့တရားစာအုပ်တွေဖျားစာအုပ်တွေကျွန်မသူ့ကိုပို့ခဲ့တယ်ဒါဟုတ်ပြန်လေးလာပါကိုရဲ့ကိုးကွယ်တဲ့အရာကိုကောင်းကောင်းမသိတဲ့အတွက်ကြောင့်မလို့ဒီလိုသူများဘာသာကိုဝင်လိုက်တယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးသူ့ကိုအာမြင်တယ်ပေါ့ဒါပေမဲ့ကျွန်မကတအားဒုက္ခရောက်တယ်တော်တော်လေးဒုက္ခရောက်တယ်စီးပွားရေးရောအိမ်ထောင်ရေးရောပေါ့နော်တအားစိတ်ဒုက္ခနဲ့ကြုံရတဲ့အခါမှာကျွန်မကအားကိုးရမရှိဘူး အားကိုးရမရှိတော့ကျမကတော့ဟိုကိုကိုးခွဲတဲ့ဘာသာအတိုင်းပဲဟိုစိတ်ငြိမ်းချမ်းအောင်ဘောနော်ဒါကတော့ဝတ်ကြွေးပဲဆိုပြီးတော့ဒါကတော့ကိုကန်ကျမဒီလိုပဲလာတဲ့အရင်ဘွားကမကောင်းတာလုပ်ခဲ့တဲ့ထင်တယ်ပေါ့ဒီဘွားမှာလက်ပေးဆက်ရတယ်ထင်တယ်အဲ့လိုမျိုးတွေနဲ့ရရရချေတာမျိုးတွေအဲကောင်းမှုကုသိုလ်လုပ်တာမျိုးတွေကိုအာဇောက်ချပြီးလုပ်တယ်ပေါ့နော်လုပ်တဲ့အခါမှာလည်းအဆင်မပြေလာဘူးကျမ အဆင်မပြေလာဘူးဟိုပို့ပြီးတော့တော့မှဆိုးွားလာတယ်ကျွန်မအိမ်တော်ကြီးကပို့ပြီးဆိုးွားလာတယ်ကျွန်မစီးပွားရေးပို့ပြီးဆိုးွားလာတယ်ကျွန်မမှာအကျွေးတွေဘာတွေအဲ့လိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်အိမ်တော်ကြီးဆိုတဲ့အမျိုးသားလုံးဝကျွန်မကိုဟိုဂယုလည်းမဆိုင်ဘူး သူလည်းသူသူကသူပြောသလိုပဲနေတယ်အိမ်ကိုပြန်လာခြင်းနဲ့ချိန်ပြန်လာမပြန်လာရင်လည်းနှစ်ရက်သုံးရက်ချီပြောက်သွားတာမျိုးရှိတယ်အပြန်လာရင်လည်းမူးတယ်တအားဒုက္ခရောက်တဲ့အချိန်ကျတော့ကျမညီမကိုကျမပြောပြတယ်ဖျားသခင်ရှိတယ်ကျမတို့ကဲတင်တဲ့ဖျားသခင်ရှိတယ်ထာဝရဖျားဆိုတာရှိတယ်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့အရာခတ်တိုင်အလုံးစုံကိုဖန်ဆင်းတဲ့ဖျားသခင်ရှိတယ်သူက အကုန်လုံးတက်နိုင်တယ်ပေါ့နော်တကယ်လည်းအခုချိန်ထိအသက်ရှင်နေဖရာဖြစ်တယ်လို့ကျွန်မကအဲ့လိုမျိုးသူကပြောတယ်ဘာဘာလဲဘိုက်ဆိုင်ရင်တော့ထမင်းထချမ်းရမှာပဲစုတောင်းရုံနဲ့ထမင်းရမလာဘူးကျွန်မအဲ့လိုမျိုးသူတိုက်ခိုက်တဲ့စကားပြောခဲ့တယ်ပေါ့နော်အဲ့လိုဆိုအခုချိန်ကျတော့ကျွန်မသူပြောတဲ့စကားတော့နားထောင်လိုက်တယ်ဒါပေမဲ့ရင်နေတော့မရောက်ဘူးပေါ့နော်ကြားတဲ့စုတောင်းလောက်တွေပဲစိတ်ဒုက္ခတစ်ပြေးပြေးနဲ့ပူလာပူရောက်လာပူရောက်လာကျွန်မအကျွေးလည်းမဆက်နိုင်တဲ့အနေအထားမျိုးဖြစ်နေပြီပေါ့နော်သူဒုတိယကြိမ်ပြောတဲ့ခါမှာသူကကျွန်မကိုစုတောင်းကြည့် အာအခုဆုတောင်းကြည့်ပါဆုတောင်းသူကအသက်ရှင်နေဖျားဖြစ်တယ်တကယ်တက်တည်တောင်းကြည့်ရင်တက်တည်ထူတဲ့ဖျားဖြစ်တယ်ပေါ့နော်ဒူးထောက်မှာဆုတောင်းကြည့်ပါကျွန်မအခက်ခဲဒုက္ခတော့ဘလို့မှမဖြစ်နိုင်တော့ကျွန်မအားနေတော့ဘလို့မှမတတ်နိုင်တော့ကျွန်မဆွမ်းတော့လည်းလှုပ်ကြည့်ပြီးပါပြီဘလို့မှမနိုင်တော့ဘူးတကယ်လို့ဖျားသခင်အသက်ရှင်နေဆိုရင်တော့ကျွန်မကို ကယ်တင်ပေးပါဒီဒုက္ခတွေကနေကယ်တင်ပေးပါဗောနော်ကျမအရင်ကမီဒီယံလဲတွက်တယ်လေရေဒီယာလဲခြေတယ်အရင်ကလောက်ခဲ့တဲ့ဟာတွေကလည်းဟိုဘယ်လိုပြောမလဲကျမတွက်လွတ်လန်းမမြင်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုတော့ဘယ်လိုပဲဖြစ်ဖြစ်လုံးကြည့်ပါဆိုလို့သူကကျမကိုအဲ့လိုမျိုးတိုက်တွန်းတယ်ဗောနော်အဲ့ဒီညပိုင်းမှာတိုက်တွန်းတယ်တိုက်တွန်းတဲ့ခါကျတော့ကျမလည်းလုံးဝလက်မြောက်အဆုံးပေးချင်တဲ့အချိန်ဖြစ်တယ်အိတ်စီးတွေတောက်ပြီးတိတ်လိုက်ရင်ကောင်းမယ်ထင်တယ်ဗောကျမအဲ့လိုမျိုးတွေးတယ်အိတ်စီးတွေဝင်လိုက်ရင်ကောင်းမယ်နောက်ဆုံးဘာပဲဖြစ်ဖြစ်လေအသက်ရှင်နေဆိုရင်တော့ငါ့ကိုကယ်မှာပဲဒီဖေယားကတော့ ဒီလိုကဲတယ်ဆိုရင်တော့ငါကိုးွယ်ထားတဲ့ဖရားဖြစ်တာပဲဒီဖရားကိုငါကိုးွယ်ရမှာပဲလို့ကျွန်မဆုံးဖြတ်ပြီးတော့အဲ့ဒီညမှာကျွန်မဆုတောင်းတယ်ပေါ့နော်ဆုတောင်းတယ်ဖရားသခင်တကယ်အသက်ရှင်နေမှန်ရင်ကျွန်မရဲ့ဒုက္ခကိုဖရားသခင်သိပြီးသားဖြစ်တယ်ပေါ့နော်မြင်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်မကိုထင်ရှားတဲ့တသက်တေကိုပြပါကျွန်မကိုကယ်ပါလို့ကျွန်မအဲ့လိုမျိုးစိတ်ကိုနှိမ့်ချပြီးတော့ဆုတောင်းဆုတောင်းခဲ့တယ်ပေါ့နော်ဆုတောင်းခဲ့တဲ့အခါကျတော့ချက်ချင်းတော့ကျွန်မတသက်တေမရအောင်ဒီလိုဆုတောင်းပြီးတော့လည်း ဒီလိုပဲပုံမှန်ပဲပုံမှန်ပဲဒီလိုပဲဟိုနောက်နေ့လည်းရင်ဆိုင်ရတာပဲပေါ့မနေ့မိုးလင်းတဲ့အခါမှာလည်းဒီလိုပဲဒုက္ခတွေပြန်ရင်ဆိုင်နေရတာပဲဒါပေမဲ့တအားနောက်ဆုံးအချိန်မှာဒုက္ခရောက်တဲ့ချိန်တိတ်မကြောက်စုတောင်းမိမကြောက်အင်းဝလီသတင်းကိုကြားတယ်ဒီ YouTube ကနေပေါ့နော်ကျွန်မကြည့်ပြတယ်ဆရာစံတိုးကိုစပြီးကြည့်ပြတယ်ကြည့်မိတယ်တအားပဲအဲ့ဒီကမကြည့်ရမနေနိုင်တခြားရုပ်ရှင်တွေပါလေဆိုလည်းမကြည့်ပြဘူးကြည့်တာကြည့်လာတယ်အဲ့လိုမျိုး နဲ့တဖြည်းဖြည်းပေါ့နည်းနည်းနားလဲလာသလိုဖြစ်လာတယ်ကျွန်မဆူတောင်းတဲ့အရာတွေကိုပုံမှန်လဲဟိုအယုံတော့ပထမတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့ကြည်လာပြီးတော့အင်းကိုလေးကြည်လာပြီးတော့လေစိတ်နှလုံးမှာတော်တော်ဖျားတကယ်ရှိရပေါ့ဒါဆိုတကယ်ရှိတာပေါ့အဲ့လိုမျိုးပဲဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာကျမအာကဘာလဲဆိုတော့ကွန်းရကိုဆပြီးတော့ပြက်တယ်ပြက်တယ်ဆိုတော့ကွန်းစမ်းစာမှာကွန်းမစားရအောင်မပါဘူးလीเนาะကျမလည်းအမတန် နှစ်သက်တဲ့အစာတောက်ဖြစ်တယ်ပေါ့အဲ့လိုမျိုးဆိုတော့တေစီထိစားမယ်ပဲကျွန်မအဲ့လိုဆုံးဖြတ်ထားတယ်ဘာဖြစ်လို့ဆိုကျွန်မရမ်းကြိုက်တဲ့အရာဖြစ်တယ်ပေါ့နော်ထမင်းမစားရရင်ထမင်းတော့အဲ့လောက်မမတ်ဘူးကွန်းရောက်ရမ်းမတ်တယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီနေရာကျတော့ကျွန်မကွန်းမှားတယ်ပေါ့ကွန်းရောက်ဟိုကျွန်မကွန်းရောက်ဝယ်ပေးပါလို့အဲ့လိုမျိုးမှားတဲ့ခါမှာကျွန်မအမေကကျွန်မကြိုက်တတ်တဲ့ဆိုင်ကကွန်းရောက်ဝယ်ပေးတယ်ဝယ်ပေးပြီးအဲ့ဒီနေရာစားစားတဲ့ခါမှာလေလုံးဝကျွန်မပစ္စည်းမအရသာမရှိဘူး ရတာမရှိတော့လေလုံအောင်အဲ့ဒီကွန်းရတဲ့လူကကျွန်မရွာကျွန်မဝယ်စားတဲ့ဆိုင်ရမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်လို့သူတို့ကပြောတယ်ဒါပေမဲ့လို့ဘလို့မှရတာမရှိဘူးစားရင်လည်းရတာမရှိဘူးဇက်ထဲမှာတစ်ဖက်ကြီးဝါနေရတယ်လို့မျိုးပဲခံစားရတဲ့အတွက်ကြောင့်မလို့တော်တော်လေးအံ့ဩတယ်ပေါ့နော် ဲ့နေ့မှာပဲလုံးဝမစားချင်တော့လုံးဝစားချင်သိမရှိဘူးအခုချိန်ထိပဲပေါ့နော်ကျွန်မလုံးဝမစားပြေဘူးဒါပေမဲ့ကိုမစားရပါလားမပါလားကျွန်မမသိအဲ့ဒီကနေစပြီးတော့ကျွန်မဘဝစပြောင်းလဲတယ်ကျွန်မအမျိုးသားကလည်းအဲ့လို तू လည်းမစားပြေတော့ကျွန်မချီ तू လည်းမစားချင်တော့ဘူးအဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့ तू ကပြောင်းလဲလားဆိုမပြောင်းလဲဘူးကျွန်မလည်းပြောင်းလဲလားဆိုတော့မပြောင်းလဲသေးဘူးအဲ့လိုမျိုးဖြစ်တာဖြစ်ပြီးတော့ကလေးချာမှာကျွန်မဒီမှာအလုပ်ရပါတယ်အလုပ်ရတော့ကျွန်မတို့ဒီမြားမြောင်းလုံးအလုပ်ရတယ်ဒီမှာနေရောကလေးလေးနဲ့တူတူနေတယ်ဒါပေမဲ့အဲ့ဒီအေးဦးကလေးကိုပဲညတိုင်းကြည့်ပြတယ်နေ့လယ်ဆိုလည်းကြည့်ပြတယ် တနည်းကြတော့ကျမရောက်ကြတယ်ကျမစကားများတယ်စကားများတော့ဒီအရင်ကအကြောင်းနေနဲ့ပဲစကားများတယ်ပေါ့မြန်လာတဲ့ချိန်မှာကျမတအားစိတ်ပြတ်သွားသူတို့ရံဖြစ်ချင်စိတ်လည်းမရှိတော့အရင်ကဆိုရံတအားဖြစ်တယ်ပေါ့နော်စကားများတယ်ရံဖြစ်ချင်စိတ်လည်းမရှိတော့အဲ့ဒီမှာကျမကအပြင်ထွက်လာတယ်မိုးခုနှစ်နာရီလောက်ရှိပြီးတော့အိမ်ရှိကိုထွက်လာတယ် အဲ့ရှိမှလာတာနေပေါ့နော်အဲ့ချိန်မှာကျွန်မကောင်းကွင်ကိုတချက်မောကြည့်ရဖျားခင်ကျွန်မဆုတောင်းလာတာပေါ့နော်ကျွန်မဆုတောင်းတဲ့အတန်ကိုကြားလာပေါ့နော်တကယ်ပဲဟိုကျွန်မကိုတတ်သိထူပေးပါပေါ့ဒီကျွန်မဘလို့ခံစားရလဲဆိုတော့ဖျားခင်အတိဆုံးပဲပေါ့နော်ကျွန်မအဲ့လိုမျိုးပြောလိုက်တယ်ပြောလိုက်ပြီးတော့ကျွန်မတော်တော်ဝမ်းနေတယ်အဲ့ဒီချိန်မှာလေဟိုကိုကိုအဖေတယောက်ရှိမှကိုအားကိုရတဲ့အဲ့လိုမျိုးပေါ့နော်ကိုရဲ့မိဘရှိမှပြောလိုက်ရတဲ့မျိုးခံစားရတယ်ပြီးတော့တော်တော်လေးဝမ်းနေပါတယ်ကျွန်မအဲ့လိုမျိုးသူ့ပြောမိတယ်ပေါ့အဲ့ဒီနေပြီးတော့နောက်နေကျတော့ကျွန်မအိမ်မက်တယ် အိမ်မက်နိုးလာတော့ကျမကကြောက်တယ်ပေါ့နော်စိတ်ထဲမှာကြောက်တယ်ကိုကိုကိုွယ်လာတဲ့အရာကြီးကအဲ့လိုမျိုးကြီးကိုကဒီလိုဖြတ်သွားရမယ်ဆိုတော့လေကြောက်ပြီးတော့မှကျမဘလို့စဉ်းစားမှမသိဘူးဒါပေမဲ့ ဒီလိုပဲပြန်ဆူတောင်းတာဖျားသခင်ဘယ်လိုလုပ်မှာလဲဘယ်လိုလုပ်မှာလဲကျမနားမလည်နိုင်ဘူးဖျားသက်တည်ပဲထူပေးပါပေါ့အဲအဲ့လိုမျိုးလုပ်ရင်ကနေပြီးတော့လေကျမတပြေးပြေးနဲ့ဖျားကိုအားကိုးရှင်စိတ်တွေဖြစ်လာတယ်ဒါမဲ့ကျမအချိန်ကြီးလုံးဝကောင်းနေတာတော့မဟုတ်ဘူးဒါမဲ့ကျမယောက်ျားကတော့ဟိုအရင်ကပုံစံမျိုးတော့မဟုတ်ဘူးသူလည်းနည်းနည်းသူ့ကိုယ်သူထိမ့်သိမ့်လာတယ်အဲ့ဒီနောက်ပိုင်းဆိုရင်တော့ကျမအရင်ပဲဖျားကကျမကိုကောင်းမြတ်တာကိုအဲလက်တွေ့မြင်မြင်ရတယ်တွေ့ရတယ်ခံစားရတယ်ပေါ့နော်ကျမယောက်ျားလည်းပြောင်းလဲတယ်ပေါ့နော်ပြောင်းလဲတယ်ဆိုတာကဒီ ဝိညာဉ်မှာပြောင်းလဲဒါထက်ခန္ဓာကိုယ်ပိုင်းမှာလည်းပြောင်းလဲတယ်ဒီရက်ဘီယာတွေတောက်ချင်းမရှိတော့မူရစေဝါတွေလည်းမတုံးတော့ဘူးပေါ့နော်ကျမကဘယ်ဘာသာမှကောင်းတယ်ဆိုတဲ့ဟိုအဲ့လိုမျိုးဝေဖန်တာမဟုတ်ပါဘူးကျမရဲ့ကိုတွေးကြုံရတဲ့အရာတခုကိုတသက်ခံတာပဲဖြစ်တယ်ပေါ့နော်ဘယ်လိုပြောမလဲဘာသာရေးဘာသာတိုင်းကကောင်းပါတယ်ကောင်းတဲ့အရာကိုပဲတို့ကသွန်တင်တာပဲဖြစ်တယ်မကောင်းတဲ့အရာကိုတော့တို့ကမလုတ်ခိုင်းဘူးနော်ဒါပေမဲ့အပြစ်လွတ်ချင်ပေးနိုင်တဲ့အရာရှိသလားပေါ့ကျမတို့ကိုယ်တိုင်လုံမှကျမတို့အပြစ်ငရေကလွတ်မယ်ဆိုရင်ကျမတို့ကိုယ်တိုင်လုံနိုင်သလားပေါ့ လုံနိုင်မယ်ဆိုလို့ရှိရင်လည်းအကုန်လုံးဘယ်လိုပြောမလဲကျွန်တော်တို့အကုန်လုံးလွတ်နိုင်မလားဘယ်လောက်ထိကျွန်တော်တို့လုံရလုံရမလဲအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီဘဝမှာလုံလို့ရှိရင်ရောလွတ်ဖို့ရှိသလားကျွန်တော်တို့မလုံနိုင်တဲ့မတတ်နိုင်တဲ့အရာကိုဒီဖရာယေရှုကပဲကျွန်တော်တို့ကိုလုံပီးနိုင်တယ်ဆိုဆိုတဲ့အတွက်ကြောင့်မလို့အဲဒါကကျွန်တော်တို့တကယ်ကိုကိုယ်ကိုယ်သိနေတယ်နောင်ဘဝအတွက်လည်းတောင်းဝန်ယူတဲ့ဖရာဖြစ်တဲ့ညွန်လင်းချက်မဲ့လာတဲ့အချိန်မှာတကယ်ပဲလုံးဝလက်မြောက်ရှုံးပေးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့အာကျွန်တော်တို့ယေရှုခရစ်တော်ကို မြည်ဆန်းပြီးတော့ဆုတောင်းကြည့်ပါလို့ကျွန်မတော့တိုက်တွန်းခြင်းလေအဲအဲ့လိုမျိုးဆုတောင်းတဲ့ခါကြလို့ရှိရင်လည်းထင်ရှားတဲ့သက်တည်ကိုဘုရားသခင်ကပေးမှာပါလို့ကျွန်မအဲ့လိုမျိုးတော့အဲပြောပြခြင်းနဲ့သက်တည်ခံခြင်းနဲ့ပေါ့နော်